။ Hello? 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 咪咪啦。我准备好了。အလုံးမင်္ဂလာပါခင်ဗျာဒီလေးတော့စကမီတွေမှာကြိုဆိုပါရစေကျွန်တော်မင်းနိုင်ပါဒီနေ့သင်ခန်းစာလေးမှာကျွန်တော်တင်ပြပြဆင်တာလေးက Microsoft Excel မှာရန်ကုန်အသုံးဝင်တဲ့ Fitter ကိုဘယ်လိုမျိုးစနစ်တကျအသုံးပြုရမလဲဆိုတာလေးကိုသင်ပြပြဆင်တာဖြစ်ပါတယ် ယခုသင်ခန်းစာလေးကကျွန်တော်ရဲ့ Microsoft Excel Special Online Video Class တွေနဲ့ Advanced Excel 101 Zone Class တွေတို့မှာသင်ကြားရတဲ့သင်ခန်းစာတွေကတခုလည်းပဲဖြစ်ပါတယ်ကျွန်တော် Excel နဲ့အသုံးပြုပြီးတော့မှလုပ်တည်လုပ်တဲ့အခါမှာဆိုရင် filter အသုံးပြုတဲ့ပုံလေးကိုမဖြစ်မနေနဲ့တည်ထားတတ်ပါရဲ့။ဒါကြောင့်မလို့ဒီ filter လေးကဘယ်လိုမျိုးအသုံးဝင်နေဘယ်လိုမျိုးအသုံးပြုရလဲဆိုတာလေးကိုဥပမာလေးနဲ့တကွာကျွန်တော်တည်ထားလေးရှင်းပြပေးသွားပါမယ်။အဲ့တော့ဒီမှာကျွန်တော်နမူနာလုပ်ထားတဲ့ဇာတ်ဒေတာဖိုင်လေးကိုခဏလေးဖွင့်လိုက်ပါမယ်။ ဖွင့်လိုက်တဲ့ခါမှာဆိုတော့ဒါဥပမာလို့ဖတ်တာပေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာမှန်လေးတွေပါပါမယ်။ပြီးတော့ city မြို့လေးတွေပါမယ်။ပြီးတော့ရောင်းလိုက်ရတဲ့ product name လေးတွေရေးထားပါတယ်။ပြီးတော့ရောင်းချလိုက်ရတဲ့ quantity အကြီးအတွက်လေးတွေပါပြီးတော့မှ three sales amount လေးတွေပါမှဖြစ်ပါတယ်။အဲ့ခါလေးမှာ data ကတော့ဒီမှာနည်းနည်းများများလေးဖြန့်တီးပေးထားပါတယ်။အဲ့မှာ product တွေကလည်းပဲအများကြီးပဲရောင်းရတယ်ပေါ့။ sound box တွေ TV တွေ camera တွေ computer တွေအစားအသောက်ဖြင့်အများကြီးပါပဲ။ သူတို့ရောင်းချတဲ့မြို့တွေကလည်းပဲအများကြီးပါပဲမန္တလေးတို့ပြည်ဦးလင်းတို့ရန်ကုန်တို့စသဖြင့်မြို့နယ်တွေတည်ရေးထားပါတယ်။လာလိုက်လေဒီမှာရေးထားပါတယ်ဘယ်လမ်းမှာဘယ်လိုမျိုးရောင်းရလဲဆိုပြီးရေးထားတယ်ပေါ့။ဟုတ်ပြီဒီလိုမျိုးဇာတ်လေးရှိပါတယ်။အဲ့ဒါကနေပြီးတော့မှဥပမာအနေနဲ့ခွာဒီမှာ project တွေရောင်းရတာအများကြီးပါ။ဒီတွေကနေပြီးတော့မှခွာ project အကုန်လုံးကိုစိတ်မဝင်စားဘူး။ခွာဥပမာအနေနဲ့ဒီတွေကနေပြီးတော့မှကင်မရာရောင်းရတဲ့စီရင်လေးတခုကိုပဲကိုသိချင်တယ်ဆိုပါစို့။ကင်မရာကိုဘယ်လမ်းမှာဘယ်မြို့မှာဘယ်လိုရောင်းခဲ့တယ်ဆိုစီရင်သိတတ်မယ်ခွာသိချင်ပါတယ်။ အဲ့ခါမှာကွာလိုက်ပြီးတော့မှအပင်မခံပြီးတော့မှဒီမှာကင်မရာစင်းတစ်ခုတွေ့ပြီးဆိုပြီးတော့လိုက်ပြီးတော့မှရှာလိုက်ပြီးဒီမှာတစ်ခုပြောဒီမှာလည်းထပ်ပြီးတော့မှကင်မရာတွေ့ပြီးဆိုပြီးလိုက်ရှာလို့ရမယ်ပေါ့နော်ကြာဒီလိုမျိုးတွေတစ်ခုချင်းစီတာလိုက်ပြီးတော့မှရှာနိုင်မယ်ဆိုရင်ကြတော့အချိန်လေးအများကြီးကုန်သွားပါလိမ့်မယ်အဲ့လိုစနေလဲကြာမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့ကိုယ့်ရဲ့ဒီလိုမျိုးရှိတဲ့ data တွေဘလောက်ပဲအများကြီးညာနေချီပြီးတော့ရှိနေပါစေ။အဲ့လိုစင်းရင်းတွေအများကြီးတွေကနေပြီးတော့မှကိုလိုချင်တဲ့ data ကိုဆွဲထုတ်ပြီးတော့မှလိုချင်တဲ့အခါမှာဆွဲ filter ဆွဲရာကိုသုံးပြီးလို့ရတာဖြစ်ပါတယ်။ အဲ့တည်း fitter အသုံးပြုဖို့အတွက်ဆိုရင် fitter ထည့်လို့ရတဲ့နည်းလမ်းမျိုးစုံရှိပါတယ်။အဲ့ဒါကနေပြီးတော့မှအလွယ်ကူရိုးရှင်းဆုံးနည်းလမ်းလေး၄ခုကိုအရင်ဆုံးပြပြပေးပါမယ်။ကွာခုဆိုရင်တော့ဒီမှာ data file တခုရှိနေတယ်အဲ့ data ထဲမှာကွာ filter ကိုစပြီးတော့သုံးဖို့အတွက် filter ကိုတက်ပြီးသုံးလို့မရသေးပါဘူး filter ကိုထည့်ပေးရအောင်မှာဖြစ်ပါတယ် filter လေးထည့်ဖို့အတွက်ပထမဆုံးနည်းလမ်းနံပါတ်1ကကြာတော့ကွာဒီ data တွေကို filter ထည့်မှာမလို့ဆိုပြီးတော့မှ data ကြီးကိုအစအနေအဆုံးထိ clip ပြီးတော့မှ selection ပေးနေတာမလို့ပါဘူး ကွဲဒေတာတွေကကြိုက်တဲ့အကွက်ထဲမှာကလစ်နှိပ်ထားလိုက်လို့ရပါတယ်။ဘယ်ဒေတာမှမဆိုရပါဘူး။ကြိုက်တဲ့အကွက်မှာသွားပြီးတော့မှကလစ်လေးထောက်ထားလိုက်ပါ။ပြီးတာနဲ့ filter ထည့်ဖို့အတွက်ပထမနေလန်ကကြတော့ဒီပေါ်လေးမှာ home စာလေးရှိပါတယ်။အဲဒီ home တက်ကိုသွားလိုက်ပြီးတော့ဒီဘက်အစွန်ဆုံးလေးမှာ attention ဆိုတဲ့ group လေးရှိပါတယ်။အဲ့ထဲမှာဒီပေါ်လေးမှာစောရင် filter စာလေးကိုတွေ့ရပါမယ်။သွေးအောက်လေးမှာများလေးပါပါတယ်။အများလေးကိုနှိပ်လိုက်ရင်ဒီလိုမျိုး box လေးထပ်ပြီးတော့ကြာလာပါမယ်။ အဲ့ဒီကနေပြီးတော့မှ fitter ဆိုတာကိုတွေ့ရပါမယ်။သူနေပြလိုက်ရုံပါပဲ။ဒါဆိုရင်တော့အခု data လေးမှာတည်တည်ထားပြီးတော့ကြည့်လိုက်တဲ့အခါမှာကို data လေးတွေရဲ့အပေါ်မှာရှိတဲ့ခေါင်းစဉ်လေးတွေရဲ့ညာဘက်ခြံလေးတွေမှာ cloud လေးတွေရောက်လာတာတွေ့ရပါမယ်။ဒီ cloud လေးတွေကိုက fitter pattern လေးတွေ fitter cloud လေးတွေလို့ခေါ်ပါတယ်။ဒါလေးတွေရောက်လာပြီဆိုရင်က fitter ကိုစတင်ပြီးတော့မှအသုံးပြုလို့ရပြီဖြစ်ပါတယ်။ဒါ fitter ကိုထည့်သွင်းလိုက်တာပါ။ ်အလိုပဲကွာဖစ်တာကိုထည့်သွင်းတွက်သွားပြီဆိုရင်တော့မလိုအလိုဖစ်တာကိုပြန်ဖြုတ်ချင်တယ်ဆိုရင်လည်းပဲပြန်ဖြုတ်လို့ရပါတယ်အလိုဖြုတ်ဖို့အတွက်ကလည်းပဲကိုထည့်ခဲ့တဲ့နည်းလမ်းကိုပဲပြန်သုံးပေးလိုက်မယ်ဆိုရင်ပြန်ပြီးတော့ဖစ်တာလေးပြန်ဖြုတ်သွားမှာဖြစ်ပါတယ်အဲ့ဒါကိုဖစ်တာလေးပြန်ဖြုတ်ချင်တယ်ဆိုရင်လည်းပဲဒေတာအတွင်းထဲကကြက်တဲ့ခွန်မှာကလစ်နှိပ်ထားမယ်ပြီးတော့ home data ထဲကနေပြီးတော့မှအဲ့ဒီ software ဖစ်တာကိုပဲပြန်ပြီးတော့နှိပ်ပါမယ်ပြောကိုထည့်ခဲ့တဲ့ဒီ filter ဆိုတဲ့အကောင်လေးပေါ်မှာပဲပြန်ပြီးတော့မှတစ်ချက်ကလေးနှိပ်ပေးလိုက်မယ်ဆိုရင်တော့ဒီမှာကောင်းတဲ့လေးတွေမှာ filter clip လေးတွေပြန်ပြီးတော့ပြုတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါကြောင့်မလို့ဒီလိုလေးလည်းပြန်ပြီးတော့ဖြုတ်လို့ရတယ်။အဲ့အတွက်ဒါတော့ပထမနေလန်လေးပါ။ပြီးတော့ filter ထည့်ဖို့အတွက်နောက်တစ်ဒုတိယနေလန်ကိုဆက်ပြီးတော့မှတည်လာပါမယ်။ဒုတိယနေလန်အတွက်ကလည်းပဲကွာ data ကိုသွားပြီးတော့မှ selection ပေးတာမလို့ပါဘူး။ data ရေးဖို့သွားပြီးဒီလိုမျိုးလုပ်ဆောင်မလို့စိုက်တဲ့ကွက်ထဲမှာကလေးလေးနေထားလိုက်ပါမယ်။ပြန်နဲ့ဒုတိယနေလန်ကဒီပေါ်လေးမှာ data ဆွဲတက်ပလီရှိပါတယ်သူ့သွားပါမယ် လုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစမြင့်ထိကျွမ်းကျင်စွာတက်မြောက်လိုသူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပတ်တိုင်းမှာမတိမဖြစ်သိထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေ၊အရန်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ Formula Function အသုံးပြုပုံတွေနဲ့ Advanced Feature Advanced Formula Function တွေ၊ Pivot Table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျသင်ကြားရမှာဖြစ်ပါတယ်။သင်ခန်းစာဗီဒီယိုပေါင်းတရာကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအဆင်ပြေစွာဖြင့်စနစ်တကျလေ့လာ ာတင်ကြရမှာဖြစ်ပါတယ်။မူလတင်တဲ့ကြေး6900ချက်အစားယခုလအတွင်းမှာအထူးတင်တဲ့ကြေး3000ချက်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်တဲ့ကြေးတွေကရဲကန်းတက်လေးတည်းရှိတာမို့တင်တဲ့ကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ပြီးတော့တဲ့ခါမှာတယောက်လေးမှာဆော့ရန်ဖစ်တာဆိုပြီးတော့မှဂရုလေးရှိပါတယ်။အဲဂရုလေးထဲမှာဒီပေါ်လေးမှာဖစ်ထားစာလေးကိုတွေ့ရပါမယ်။တို့နေပြလိုက်ပြီဆိုတာနဲ့ဒါဆိုကိုယ့်ရဲ့ data လေးရဲ့ခေါင်းစဉ်လေးတွေမှာကြည့်ကြည့်တဲ့အခါမှာ filter cloud လေးတွေစပြီးတော့မှရောက်လာပါပြီ။ဒါက filter ထည့်သွင်းလိုက်တဲ့ဒုတိယနည်းလမ်းလေးပါ ဒီကလေးကဖစ်တာလေးမလို့ချင်လို့ပြန်ဖြုတ်မယ်ဆိုရင်လည်းပဲကိုထဲခဲ့တဲ့နေလန်ကိုပြန်သုံးပေးလိုက်မယ်ဆိုရင်ပြန်ပြီးတော့မှပြုတ်သွားပါလိမ့်မယ်။ဟိုမှာကိုဖစ်တာမလို့ချင်တော့ဆိုရင်လည်းပဲ data tab ထဲကနေပြီးတော့မှဆိုရင်ဖစ်တာ glue ထဲမှာဖစ်တာလေးကိုပြန်ပြီးတော့မှနောက်တစ်ချက်နေပြလိုက်ရုံပါပဲ။ဒါဆိုရင်ဒီမှာဖစ်တာ cloud လေးတွေပြန်ပြီးတော့မှပြုတ်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒီလိုလေးပြန်ပြီးတော့မှပြုတ်လို့ရပါတယ်။ဟုတ်ပြီပြီးသားရင်တော့တတိယနေလန်ကိုဆက်ပြီးတော့မှလေ့လာပါမယ်။ တတိယနေလိုင်းလေးကကြတော့ဘယ်လိုလုပ်ရမလဲဆိုတော့ computer ကိုသုံးမှုတွေကကြတော့ကိုယ့်ရဲ့ data ကိုကို table တစ်ခုအနေနဲ့ create လုပ်ပေးလိုက်မယ်ဆိုတာနဲ့တန်ပြီးတော့မှ filter ကသုံးလို့ရနေမှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ data ကို table တစ်ခုအနေနဲ့ဘယ်လိုမျိုးဖန်တီးရမလဲပေါ့။ဟုတ်ပြီလောလောဆယ်မှာဒီ data က table မဟုတ်သေးပါဘူး။ data မဲ့ data လေးတွေပါ။ အဲ့မှာတခုရှိတာကကိုယ့်ရဲ့ data လေးတွေမှာဒီမှာဇယားပုံစံလေးကွာကတ်ထားတာဖြစ်တဲ့အတွက် quarter update ပဲဖြစ်သွားပြီဆိုပြီးတော့မှမယူတတ်ကြရတယ်။ဒါပေမဲ့ဒါကွာဇယားမဟုတ်သေးပါဘူး။ဒါကွာကိုယ့်ရဲ့ data လေးတွေစက်ကွက်လေးတွေကိုကွာ border လို့ခေါ်တဲ့ boundary တွေကတ်ထားတာပဲဖြစ်ပါတယ်။ table တခုမဟုတ်သေးဘူးပေါ့။ table တခုဖန်တီးဖို့အတွက်ကကြတော့ကိုယ့်ရဲ့ data တရားကြီးအစအနေအဆုံးထိကိုကွာ table ဖန်တီးမှဖြစ်တဲ့အတွက်အစအနေအဆုံးထိ clip ဖြည့်ပြီးတော့မှဒီလိုမျိုး selection ပေးနေတာမလို့ပါဘူး။ခုနကလိုပဲကြိုက်တဲ့ကွက်ထဲမှာကလစ်နေထားပါ။ဒီမှာထောက်ထောက်ရပါတယ်။ထိတ်ဆုံးဖြစ်ဖြစ်အုံဆုံးဖြစ်ဖြစ်ကိုကြိုက်တဲ့နေရာမှာကလစ်နေထားပါ။ ပြောတီဘယ်ဖန်တီဖို့အတွက်ကဒီပေါ်လေးက insert ဆိုတဲ့ w ကိုတွန်းရပါမယ်။ပြောတီအောက်လေးမှာ table ဆိုတာလေးရှိပါတယ်။သူ့လာပြီးတော့မှနှိပ်ပြရမှာပါ။အဲ့လို mouse နဲ့လာပြီးနှိပ်ရတာမျိုးမကြိုက်ဘူးဆိုရင်လည်းပဲသူ့မှာ shortcut လေးရှိပါတယ်။အဲ့ဒီ shortcut ကတော့ control နဲ့ d နဲ့ကိုတွဲပြီးတော့မှနှိပ်လို့ရပါတယ်။ဒါလို့ control d ဆိုရင် shortcut ကိုမသုံးချင်ဘူးဆိုရင်လည်းပဲနောက်တစ်ဒုတိယ shortcut ရှိပါသေးတယ်။အဲ့ဒီ shortcut လေးကကြတော့ control နဲ့ l နဲ့ကိုတွန်းရမှာပါ။ l ကတော့ဒီလို l လေးကိုပြောတာပါနော်။ control နဲ့ l နဲ့ကိုဒီ l နဲ့ကိုတွန်းပြရမှာဖြစ်ပါတယ်။ဒါလည်းပဲ table ဖန်တီတာပဲဖြစ်ပါတယ်။ အဲ့အတွက်ကိုနဲ့သက်တဲ့နေလဲနဲ့တုံလိုက်ပါဥပမာကျွန်တော်ကတော့ click နေထားပြီးတော့မှနှက်ဆက်ထဲရနေပြီးတော့မှ table လေးကိုနှိပ်လိုက်ပါပြီအဲ့ခါမှသွားဒီမှာ create table ဆိုပြီးတော့မှ dialog box ကြီးကျလာပါပြီကျလာတဲ့အခါမှာ data တစ်ခွက်ထဲမှာ click နေထားတဲ့ဆိုပေမဲ့လည်းပဲသွား data အကုန်လုံးကိုအစအနေဆုံးထိကိုဒီမှာကြည့်ကြည့်ပါ method method လေးနဲ့ဒီမှာ selection လေးဖြစ်နေတာတွေ့ရပါလိမ့်မယ်ဒါအားအကြောင်းကွာဆလရှင်ပေးတာမလို့ဆိုတာဒါကိုပြောတာပါ data တွေကချက်တဲ့ကွာမှထောက်ထားလိုက်ရုံနဲ့သွားသူ auto set လုပ်ပေးတော့မှဖြစ်ပါတယ် ပြီးတဲ့အခါမှာသွားတီအောက်လေးမှာ mind table has header ဆိုတာ၄ရှိပါသေးတယ်။ဒါတော့ကိုအခုရဲ့ဒီ table ဖန်တီးတော့မယ့်ကိုယ့်ရဲ့ data လေးတွေမှာအပေါ်မှာ header လို့ခေါ်တဲ့ခေါင်းစဉ်လေးပါလားဆိုပြီးတော့မှမေးတာပါ။ဥပမာကွာဒီမှာ January တို့ပေါ့နော် February တို့ March တို့ဒါလေးတွေကကျတော့သူ့ရဲ့ခေါင်းစဉ်လေးက month ဆိုတဲ့ခေါင်းစဉ်လေးပါ။ရန်ကုန်တို့ပြည်ဦးလွင်တို့မတီလာတို့ပြည်တို့ကကြတော့သူ့ရဲ့ကောင်းတဲ့လေးက city လေးပါကင်မရာတို့ကွန်ပျူတာတို့ရဲ့သူ့ရဲ့ကောင်းတဲ့လေးက product ပါအဲ့တော့ဆိုလို့ကျွန်တော်ကကိုယ့်ရဲ့ data လေးတွေမှာအပေါ်မှာခေါင်းစဉ်ပါပါတယ် ကောင်းတဲ့ပါရာဖြစ်တဲ့အတွက်ဒီမှာ mind table has ဟဲတာလေးမှာ magic ကလေးပေးထားရပါမယ်။ပြီးတာနဲ့ okay လေးကိုနေပြရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကိုယ့်ရဲ့ data လေးကိုသွား table တစ်ခုအနေနဲ့ဖန်တီးလိုက်ပြီးဖြစ်ပါတယ်။ကိုယ့်ရဲ့ data က table ဟုတ်ပြီလားမဟုတ်သေးဘူးလားကိုဘယ်လိုမျိုးခွဲခြားလို့ရမလဲဆိုတော့ဒီမှာမြင်နေရတဲ့အပြာရောင်တွေဖြစ်သွားတာအစိမ်းရောင်တွေဖြစ်သွားတာတွေနဲ့ခွဲခြားလို့မရပါဘူး။ဒါကြောင့်မလို့ကဘယ်လိုခွဲခြားရလဲဆိုတော့ကိုယ့်ရဲ့ table တွေက data တွေမှာ click နှိပ်ထားတဲ့အခါမှာ table ဖြစ်သွားပြီဆိုရင်ဒီပေါ်လေးမှာ table design ဆိုတဲ့ table ပေါ်လာပါလိမ့်မယ်။ ဒီမှာမဟုတ်သေးဘူးဆိုရင်တော့ data တွေကပဲအကွက်မှာပဲသွားပြီးထောက်ထောင်ဒီ table design တွေကပေါ်နေမှာမဟုတ်ပါဘူးဒီလိုလေးကွာခွဲခြားလို့ရမှာဖြစ်ပါတယ်။ဘာကြောင့်မလို့အကြောင်းနဲ့ခွဲခြားလို့မရဘူးလို့ပြောတာလဲဆိုတော့ဒီ table ထဲမှာ click နေထားတဲ့ခါလေးမှာ table design ကိုတွန်းလိုက်တဲ့ခါမှာ table လေးမှာ table style ဆိုတာလေးရှိတယ်။အဲ့ table style လေးမှာခုချင်းသွားဒီအပြောင်းလေးကိုသွားနမူနာလေးနဲ့သုံးပြပေးသွားတာပါ။ဒါလေးကိုမကြိုက်လို့ဒီမှာ lemon လေးသုံးမလား။မောက်စီပဲတင်ကြည့်ပါအောင်မနေသေးပါနဲ့။သဘောကျပြီးသွားပြီဆိုမှနေပြီးတော့မှသုံးနိုင်လို့ရပါတယ်။ ဒီလိုလေးကြိုင်လာဒီလိုလေးကြိုင်လာပေါ့နော်ဘလူးဟာကိုတဖို့ကြာလဲကိုကြိုက်တဲ့ဟာတွေကိုမောက်စီတင်ကြည့်လို့ရပါတယ်ဒီတဲကစတိုင်နေမှာထပ်ပြီးတော့လိုချင်သေးတယ်ဆိုရင်လည်းပဲအောက်လေးမှာအမျှလေးပါပါသေးတယ်သူနှိမ့်လိုက်မယ်ဆိုရင်လည်းဒီလိုဘောက်စ်တွေကြာလာပါလိမ့်မယ်အရေကနေမှာကိုနေတဲ့စတိုင်ကိုလည်းရွေးချယ်ပြီးတော့မှသုံးလို့ရပါသေးတယ်အခါမှာတာဒီထက်ဆုံးလေးမှာဒီမှာနန်းဆိုတဲ့ကောင်းလေးရှိတယ်ပေါ့နော်ဒါလေးကကျတော့ဘာအောင်မှမပါပဲနဲ့မူလကအတိုင်းဒေတာကိုပြပေးတာဖြစ်ပါတယ် လေးထွက်ခွာပါစတိုင်မှာထည့်ထားတဲ့မျိုးသဘောမကျအောင်ဆိုရင်သူ့ကိုပြန်ပြီးတော့မှရွှေ့လိုက်လို့ရပါတယ်။ဒါဆိုသူအပြားကြီးအစိမ်းနေနေပါလိမ့်မယ်မပြတော့ပါဘူး။တာမန်ဒေတာအရင်တော့ကတိုင်မဲ့ဖြစ်သွားပါပြီ။ဒါကြောင့်မလို့ကွာဒီမှာကွာအယောင်လေးပဲဖြုတ်လိုက်တဲ့စတိုင်ကိုဖြုတ်လိုက်တယ်။စတိုင်ဖြုတ်လိုက်တဲ့ဆိုပေမဲ့လည်းပဲဒေတာအတွင်းထဲကကျက်တဲ့ကွာမှာထောက်ထားတဲ့ခါလေးမှာအပေါ်လေးမှာတေဘဒီဇိုင်းဆိုတာလေးပေါ်နေပါတယ်။ဒါကြောင့်မလို့တေဘကအပြားဖြစ်နေတာအဝါဖြစ်နေတာလေးနဲ့တွားပြီးတော့မှတေဘဟုတ်ပြီလားမဟုတ်သေးလားခွဲခြားလို့မရဘူးစာဒါကိုပြောချင်တာပါ။ဒါဆိုသူအယောင်မှာပါပါဘူး။ဒါပေမဲ့သူကတေဘလေးဖြစ်နေပါတယ်။ အဲ့ခါမှကွာတေးပဲတခုခုစားပြီးတော့ create လုပ်လိုက်ပြီးဆိုတာနဲ့ပဲဒီမှာတည်ထားပြီးကျင်လိုက်တဲ့အခါမှာကိုယ့်ရဲ့ကောင်းစင်လေးတွေမှာဒီမှာ fitter ခလုတ်လေးတွေခလုတ်လေးတွေရောက်လာတာတွေ့ရပါလိမ့်မယ်ပေါ့နော်အဲ့ဒီ fitter ကိုစားပြီးတောင်းလို့ရပြီဒါကြောင့်မလို့ကွာတေးပဲဖန်ပြီးလိုက်ပြီးဆိုတာနဲ့ပဲ fitter ကိုစမ်းပြီးတော့မှတမ်းပြီးတော့မှကိုတောင်းလို့ရနေမှာဖြစ်ပါတယ်ကို fitter ကိုမတောင်းချင်လို့ fitter လေးဖြုတ်ထားခြင်းနဲ့ဆိုရင်လည်းရပါသေးတယ်အဲ့ခါမှဆိုရင်ဒီပုံလေးမှာဒီပဲဒီဇိုင်းနဲ့မှာမှာဒီပဲစတန်အော်ပရှင်နဲ့မှာဖီတာဘတ်တန်ဆိုတာလေးရှိပါတယ်။ဒီမှာလာပြီးတော့မှအမှန်ချက်ကလေးပြုတ်ပေးလိုက်မယ်ဆိုရင်ဒီမှာဖီတာခလုတ်လေးတွေပြန်ပြုတ်သွားတာတွေ့ရပါလိမ့်မယ်။ ပြန်လိုချင်နေဆိုရင်တော့ filter pattern လေးမှာ magic လေးပေးလိုက်မယ်ဆိုရင်တော့ cloud လေးပြန်ပြီးတော့ရောက်လာပါလိမ့်မယ်။ဒါကြောင့်မလို့တတိယနီလန်ကကြတော့ကိုယ့်ရဲ့ filter ကို table တစ်ခုဖန်တီးပေးလိုက်မယ်ဆိုရင်လည်းပဲ filter ကိုသုံးလို့ရနေမှာဖြစ်ပါတယ်။အဲ့တော့အခုဆိုနီလန်သုံးပြီးပြောခဲ့ပါလိမ့်ကိုယ့်နဲ့တတိယနီလန်ကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်။ပြီးတော့ဒီဘက်နဲ့ပတ်သက်ပြီးတော့မှ device stand option လေးတွေပြီးတော့ဒီဘက်မှာတခြားအရာတွေလည်းအများကြီးရှိသေးတယ်။ အခုလိုမျိုး Microsoft Excel မှာ table နဲ့ပတ်သက်ပြီးတော့အသေးစိတ်ပဲဖြစ်ဖြစ် Microsoft Excel ကိုအခုလိုမျိုးအခြေခံကနေစပြီးတော့မှ advanced level ထိတည်တည်တိုက်တဲ့ function တွေ feature တွေ formula တွေအကုန်လုံးကိုတနေရာထဲမှာစုံလင်တာနဲ့သင်ကြားခြင်းနဲ့ဆိုရင်သူရဲ့ Microsoft Excel special online video class တွေနဲ့ advanced Excel 101 song class တွေကိုတရားဖို့ကိုပေးခေါ်ရပါတယ် video class တွေကိုတော့ခုလအတွင်းမှာထူးသင်တဲ့ကြီး၃တောင်းချက်ထက်ပြန်လက်ခဲ့ပေးနေတာဖြစ်ပါတယ်တူချင်းတည်တဲ့ advanced Excel 101 song class တွေကိုတော့ထူးသင်တဲ့ကြီးနဲ့သင်ချက်ထက်ပြန်လက်ခဲ့ပေးနေတာဖြစ်ပါတယ်ဒါကြောင့်မို့သင်တဲ့လေးတွေကိုတရားဖို့ကိုလည်းပေးခေါ်ရပါတယ်ခင်ဗျာ ဒီနေ့လေးကိုတရား channel ဆိုရင်တော့ဒီဗီဒီယိုလေးရဲ့ပုံမှာ phone number လေးကိုစက်သွင်းလို့ရပါတယ်။အဲ့ဒီ phone number လေးရဲ့ Viber, Telegram channel တို့မှာလည်းတင်နေအလို့ရပါတယ်။ Daily Dose Computer ဖိုင်ဟန်မဲနိုင်ဆိုတဲ့ Facebook page messenger မှာလည်းပဲတင်နေအလို့ရပါတယ်ခင်ဗျာ။ဟုတ်ပြီဒါလေးကတော့တတိယနေလန်လေးပါ။ဒါလေးရသွားမယ်ဆိုရင်ကိုရီးယားဒါလေးကို control set လေးနဲ့ပြန်ပြီးတော့မှ undo လေးပြန်ပြီးတော့သွားလိုက်မယ်ပေါ့နော်။ဟုတ်ပြီ။ပြီးတော့ structure နောက်ဆုံးနေလန်ကိုသွားပါမယ်။ဒီမှာကျတော့ဘာကိုသုံးမှလဲဆိုတော့ shortcut ကိုသုံးမှဖြစ်ပါတယ်။ square ဒီ data တွေကိုကွာ table တစ်ခုနေနဲ့ဒီ sorry filter လေးထည့်ချင်တယ်ဆိုရင် data ကြီးကို selection ပေးဖို့မလိုအပ်ပါဘူး data တွေကကြိုက်တဲ့ကွက်ထဲမှာ click နေထားမယ်ပြီးတော့သူသုံးရမယ့် shortcut လေးကခြားတော့ကိုယ့်ရဲ့ computer keyboard ကနေပြီးတော့မှ control နဲ့ shift နဲ့ l နဲ့ကိုတွဲပြီးတော့မှနှိပ်မှဖြစ်ပါတယ်အတုံးခုစလုံးကြီးပြန်ရင်းနှိမ့်စာမလိုပါဘူး control နဲ့ shift နဲ့ကိုလက်တစ်ဖက်ကဖိထားပြီးတော့မှ alt right click လေးကိုနှိပ်ပြလိုက်ရင်ရပါတယ်အဲ့တော့ tool shortcut လေးကိုဒီမှာမြင်သာတော့ပြရမယ်ဆိုရင် filter လေးပေါ်မှာကို mouse တင်ကြည့်တဲ့အခါမှာဒီမှာပြပေးပါတယ် control နဲ့ shift နဲ့ l နဲ့ကိုတွဲပြီးတော့မှတုံးလို့ရတယ်ပေါ့နော်အဲ့တော့ control shift l ကိုနှိပ်ချလိုက်မယ်ဆိုရင်လည်းပဲကျွန်တော်ဒီ filter လေးတွေရောက်လာမှာပါနှိပ်လိုက်ပြီးရင်ဒီလိုမျိုးလေးရောက်လာပါလိမ့်မယ်ပေါ့နော် filter ကိုပြန်ဖြုတ်မယ်ဆိုရင်လည်းပဲ data အတွင်းထဲက check တဲ့ကွာမှာ click နေပြီးတော့မှအဲ့ဒီ control shift l ကိုပြန်ပြီးတော့နှိပ်လိုက်မယ်ဆိုရင်လည်းပဲဒီလိုမျိုးလေးပြန်ပြီးတော့မှပြုတ်သွားပါလိမ့်မယ်အဲ့တော့နီလန်လေးမျိုးရှိပါတယ်ကိုအားသာတဲ့နီလန်ကိုနှစ်သက်တဲ့သဘောကျတဲ့နီလန်ကိုကွန်ပျူလိုရမှာဖြစ်ပါတယ် အခုတော့ data tab တွေကနေပြီးတော့မှ filter လေးကိုစပြီးတော့မှထည့်ထားလိုက်ပါပြီ။ဟုတ်ပြီကွာ filter ထည့်သွင်းတဲ့နေရာနေထုတ်တဲ့နေရာနေလည်းနားလည်သွားပြီဆိုရင် filter ကိုစပြီးတော့မှသုံးပါမယ်။လုပ်ငန်းခွင်ဝင်ဖို့အတွက် advance excel ကိုစွန့်ပြန်ထားရိုက်ဒူးချင်းတည်သက်တိတိကျကျသင်ကြားလိုသူများအတွက် advance excel 101 swim class လေးမှာ excel ကိုအခြေခံမှာအစဉ်မြင့်ထိစနစ်တကျနဲ့သင်ကြားပေးနေပြီဖြစ်ပါတယ်။ Zoom class လေးဖြစ်တဲ့အတွက်မိမိအိမ်ကနေပြီးတော့အစဉ်ပြေစွာနဲ့စနစ်တကျသင်ယူနိုင်မှာဖြစ်ပါတယ်။ တင်နှဲမှာတင်ကြရမယ့်ပုံစံလေးကတော့ဇွန်ဖြင့်တိုက်ရိုက်တင်ကြပေးမှာဖြစ်ပါတယ်။အတင်ရေးပြီးသား ASL data file တွေကိုပေးပါမယ်။အတန်းချိန်တစ်ချိန်ပြီးတိုင်းမှာ recording video တွေကိုလည်းပို့ပေးမှာဖြစ်ပါတယ်။ lesson 9အတွက်အင်္ကြာတွေရှိပါမယ်။အင်္ကြာတွေကိုလည်းပဲစစ်ဆေးပေးမှာဖြစ်ပါတယ်။ lesson တစ်ခုပြီးတိုင်းမှာ recap ပြန်ပြီးတော့လုပ်ပေးမှာဖြစ်ပါတယ်။တင်ပြသားစာများကိုနားမလည်ခဲ့ပါကဆရာနဲ့တိုက်ရိုက်အချင်းမျိုးမြင်မြင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ တင်းတင်းကြီးလေးကတော့ဒူးချင်းတိသက်အထူးတင်းတင်းကြီးနှစ်သိန်းကျက်တဲ့ဖြင့်တက်ရောက်နိုင်မှာဖြစ်ပါတယ်။အေကရီများတငယ်ချင်းတွေလှုပ်ဖို့ကံမဲ့တင်းနဲ့အတူဂရုလိုက်လဲတင်ကြမယ်ဆိုရင်လည်းပဲတင်ကြနိုင်မှာဖြစ်ပါတယ်။တင်းတင်းပြည့်မြောက်သူများအတွက်အတိမတ်ပြူလက်မှတ် certificate ကိုပေးရတော့မှာဖြစ်ပါတယ်။တင်းတင်းချချင်းလေးကတော့တပတ်ကို၄ရက်တနေ့ကို၁နာရီနဲ့တင်းတင်းချင်းစုစုပေါင်း၁၆ချင်းတင်ကြပေးမှာဖြစ်ပါတယ်။တင်းနှံချိန်လေးကတော့ဒူးချင်းတည်တဲ့တင်ကြပေးတာဖြစ်တဲ့အတွက်တင်းနှံချိန်ကိုမိမိအားလက်တဲ့အချိန်နဲ့ညီနိုင်ပြီးတော့မှတက်ရောက်နိုင်မှာဖြစ်ပါတယ် တင်တဲ့လေးကိုတင်ရောက်ချင်နေဆိုရင်တော့ Daily Dose Computer ဘိုင်းဟမ်မနိုင်ဆိုတဲ့ Facebook Page Messenger မှာတင်နေအလို့ရပါတယ်။သူညာကို9989352ရဲ့ဖုန်း Viber Telegram Channel တို့မှာလည်းပဲတင်နေအလို့ရပါတယ်ခင်ဗျာ။မိမိလုပ်ငန်းတက်လန်းအတွက်အေးစဲကိုလက်တွေ့လေလာလက်တွေ့သုံးချနိုင်ဖို့ယူကူပဲတင်တဲ့လေးကိုအချိန်မီတက်ရောက်ဖို့ကိုဖိတ်ခေါ်အပ်ပါရခင်ဗျာအတွက်ဖီတာရဲ့ဒေတာကကြတော့ကိုယ့်ရဲ့ဒေတာများစွာတွေရနေပြီးတော့မှကိုလိုချင်တဲ့ဒေတာတခုကိုဆွဲထုတ်ချင်တဲ့အခါမှာသုံးရတာဖြစ်ပါတယ် ဲ့အတွက်ဥပမာအနေနဲ့ကွာ product ပေါ့နော်ဆိုတာဥပမာပေးခဲ့သလို product အများကြီးရှိတယ်ဒီထဲကနေပြီးတော့မှကွာဥပမာအနေနဲ့ဒီကင်မရာရောင်းရတဲ့စင်ရင်တွေပဲကွာစိတ်ဝင်စားတယ်ဆိုပါစို့အဲ့ဒီမှာ product မှာကွာကင်မရာပဲစိတ်ဝင်စားတာမလို့ product မှာလာပြီး filter လုပ်မှဖြစ်တဲ့အတွက် product ရဲ့ filter ခလုတ်လေးကိုနှိပ်ရမှာဖြစ်ပါတယ်ဒီကလေးကွာ city နဲ့ပတ်သက်ပြီးတော့ filter လုပ်မယ်ဆိုရင် city ရဲ့ဒီခလုတ်လေးကိုနှိပ်ရမယ် size နဲ့ပတ်သက်ပြီးတော့ filter လုပ်မယ်ဆိုရင် size ရဲ့ cloud လေးကိုနှိပ်ရမယ်ပေါ့နော်အခုသုံးချင်တဲ့အရာကိုနှိပ်ပြရမှာပါခွာဒီတခါ product ကိုလုံမှာမလို့ product ရဲ့ filter cloud လေးကိုနှိပ်ပါပြီ ဲ့မှာဒီလို box ကြီးချလာပါပြီအဲ့မှာ filter လုပ်ဖို့အတွက်ကဒီလည်းနှစ်မျိုးရှိပါတယ်ပထမတစ်ခွာကျတော့ဒီမှာ search box လေးရှိပါတယ်ဒီမှာကိုလိုချင်တာကဒီကင်မရာမလို့ဒီမှာ cursor လေးချပြီးတော့ကင်မရာဆိုပြီးတော့ရိုက်ပြီးတော့မှထည့်လိုက်လို့ရပါတယ်အဲ့ဒီမှာစလုံးကိုအပြည့်စုံအောင်မှရိုက်ပြီးတော့ထည့်ဆန်းမလို့ပါဘူးအခုလိုမျိုးနှလုံးသုံးလုံးလောက်ရိုက်ပြီးတော့ထည့်လိုက်ပြီးဆိုတာနဲ့အော်ဒီမှာကင်မရာဆိုပြီးတော့မှကိုလိုချင်တဲ့ project လေးကိုအမန်ချက်ကလေးနဲ့တန်နေတာတွေ့ရပါလိမ့်မယ်အဲ့လိုမျိုးရောက်သွားပြီဆိုရင်ကိုယ့်ရဲ့တခုလိုချင်တဲ့တခုတွေကိုပဲအမန်ချက်ကလေးနဲ့သူပြနေပြီဆိုတာနဲ့အော်ဒီမှာ okay လေးကိုနှိမ့်လိုက်ရုံပါပဲ ဒါဆိုရင်တော့ကိုယ့်ရဲ့စီးရင်ညနေခြေပြီးတော့ရှိနေတဲ့နေရာနေပြီးတော့မှကင်မရာရောင်းရတဲ့စီးရင်တည်တံလေးကိုပဲသူဒီမှာဆွဲထုတ်ပြီးတော့ပြသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒီစီးရင်ကနေပြီးတော့မှကွာစီးရင်ညအရင်ကတည်းကအကုန်လုံးပြန်ပြီးပေါ်လာသေးခြင်းနဲ့ဆိုရင်တော့အဲ့ဒီ protect လေးရဲ့ filter cloud လေးကိုပြန်နှိပ်ပါမယ်။ပြီးတော့ clear filter from protest ဆိုတာလေးကိုနှိပ်ပြလိုက်အောင်ပါပဲ။ဒါဆိုရင်တော့အရင်ကတိုင်းပဲစင်းနေအလုံးပြန်ပြီးတော့မှပေါ်လာပါလိမ့်မယ်။ဟုတ်ပြီ။ဥပမာအနေနဲ့ကွာဒီစင်းနေအများကြီးတွေကနေမှာကွာဥပမာအဲ TV ရောင်းရတဲ့စင်းလေးပဲကိုစိတ်ဝင်စားတယ်ဆိုပါစို့။ အခါမှလည်းတူတူပါပဲ product လေးမှာ filter color လေးမှာလာပြီးနေပါမယ်ဒီ box ဒီထဲမှာ TV လိုရိုက်ထည့်လို့ရတယ်လို့ပဲနောက်ထပ်နေရာတစ်ခုကကျတော့ဒီအောက်ကနေရာမှာလည်းလာရွေးလို့ရပါတယ်ကိုလိုချင်တာက TV စင်းတစ်ခုတည်းဖြစ်တာဖြစ်တဲ့အတွက် select all set account လေးမှာအမှန်ချက်ကလေးဖြုတ်ပါမယ်ကိုလိုချင်တဲ့ TV စရဲ account လေးပေါ်မှာအမှန်ချက်ကလေးပေးလိုက်ပါမယ်ပြန်ရနဲ့ OK လေးကိုနှိပ်ပြလိုက်အောင်ပါပဲ။ထပ်တဲ့ကိုယ့်ရဲ့စင်လေးအများကြီးတွေကနေပြီးတော့မှ TV ရောင်းရတဲ့စင်လေးတည်တံကိုပဲရွေးချက်ပြီးတော့ပြသွားတာကိုတွေ့ရပါလိမ့်မယ်။ ုတ်ပြီဒါလေးကိုပြန်ပြီးတော့မှအကုန်ပြန်ပို့ပြီးပေါ်လာစေချင်တယ်ဆိုရင်တော့ခလုတ်လေးမှပြန်နေမယ် clear fitter from products တို့လေးကိုပြန်ပြီးတော့မှနေပေးလိုက်အောင်ပါပဲဒါဆိုရင်တော့ရှင်အားလုံးအရင်တိုင်းပဲပြန်ပေါ်ပေါ်လာပါလိမ့်မယ်ကိုယ်ဆိုရင်က data တစ်မျိုးတည်းကိုပဲရှာသွားတာပါ data တစ်မျိုးထည့်ပို့ပြီးတော့လည်း filter လုပ်လို့ရပါသေးတယ်ဥပမာက multi select multi data လုပ်ချင်တယ်ပေါ့နော် multi data အများကြီးလိုချင်တယ်ပေါ့ဥပမာကအာကိုလိုချင်တာလေးကဒီတစ်ခါကျတော့ sound box လေးနဲ့ laptop လေးနဲ့ ပြီးတော့ကအဲကွန်လင်းနဲ့ဒီသုံးမျိုးကိုသိချင်တယ်ဆိုပါစို့ဥပမာပြောတာပေါ့နော်အဲခါမှာဆိုရင်ကွာ product ကိုလုံးမှာမလို့ product ရဲ့ fitter cloud လေးမှာနေမယ်ပြီးတော့ရင်ကွာဒီမှာ select all ဆိုင်ကောင်လေးမှာ magic ကလေးဖြုတ်ပါမယ်ကိုလိုချင်တာကအဲကွန်နဲ့ပြီးတော့ laptop လေးရဲ့ပြီးတော့ sound box လေးရဲ့သုံးမျိုးပါအဲ့တော့အဲကွန်လေးမှာ magic ကလေးပေးပါမယ်ပြီးတော့ laptop လေးမလို့ laptop လေးမှာ magic ကလေးပေးပါမယ် soundbox မလို့ soundbox လေးမှာ magic ကလေးပေးပါမယ်ကိုတက်ပြီးတော့လိုချင်တဲ့ရရှိမယ်ဆိုရင် magic ကလေးလိုက်ပြီးတော့ပေးလိုက်လို့ရပါတယ်ဥပမာဒီ၃မျိုးကိုလိုချင်တယ်ပေါ့နော်ကိုလိုချင်တဲ့ဟာတွေကို magic လက်ပေးပါပြီးတာနဲ့ okay လေးကိုနေလိုက်ရုံပါပဲဒါဆိုရင်ကိုရဲ့စင်လေးမှာ echo နဲ့ soundbox နဲ့ဒီ laptop လေးအစင်ရလို့ရင်ကျွန်တော်ရတဲ့ကိုသူပြတော့မှာမဟုတ်ပါဘူးဒီလိုလေးသုံးလို့ရပါတယ်ဒါကိုကိုစင်အားလုံးပြန်ပြီးလိုချင်တယ်ဆိုရင်တော့ club လေးမှာနေလိုက်ပြီးတော့မှ clear filter ဆိုတာလေးကိုပြန်ပြီးနေပြလိုက်ရုံပါပဲဒါဆိုရင်အားလုံးပြန်ပေါ်လာပါလိမ့်မယ် ဒါဥပမာအနေနဲ့ကွာ product လေးမှာပဲလွတ်ပြပေးတာပါ။ကျန်တဲ့ဟာတွေအားလုံးလည်းအလိုပါပဲ။ဥပမာမြို့တွေပဲဆိုပါစို့ကိုရောင်းတဲ့မြို့တွေအားလုံးနဲ့ကနေမှာကွာဥပမာအနေနဲ့မန္တလေးမြို့တစ်မြို့တည်းမှာရောင်းရတဲ့ဆိုရင်ပဲကိုစိတ်ဝင်စားတယ်ဆိုရင်လည်းပဲ city မှာလုံးမှမလို့ city filter cloud ကိုနေမယ်။ဒီ box ဒီမှာလည်းလာပြီးတော့ data ကိုရိုက်ထည့်လို့ရသလိုပဲစွမ်းနာကလိုပဲဆက်လက် on map ချုပ်မယ်မန္တလေးမြို့မှာလည်း magic ကလေးပြလိုက်ပြီးတော့မှ okay လေးနေလိုက်မယ်ဆိုရင်လည်းပဲမန္တလေးမြို့တစ်မြို့ထဲမှာရောင်းရတဲ့အစီအစဉ်အတိအကျထွက်လာတာကိုတွေ့ရပါလိမ့်မယ်ဟုတ်ပြီဒါလေးကိုပြန်ပြီးတော့အကုန်ပြန်ပေါ်သေးခြင်းနဲ့ဆိုရင် cloud လေးမှာပြန်နေမယ် clear filter frequency လေးကိုနေပင်လိုက်ရုံပါပဲဒါဆိုင် data အလုံးပြန်ပေါ်လာပါလိမ့်မယ်ဒီကလေးများကမြို့ကိုတမျိုးထပ်ပို့ပြီးတည်ကျင်နေဆိုရင်ခုနကလိုပါပဲဒီတကားကမေတီလာမြို့နဲ့ရန်ကုန်မြို့နဲ့ပြည်ဦးနယ်မြို့နဲ့ဒီသုံးမြို့မှာရောက်လာတည်ကျင်နေဆိုရင်လည်းပဲ CDN filter ကလေးလေးကိုနေမယ် select all မှာ manage ပြုံးမယ်ကိုယ်စိတ်ဝင်စားတဲ့မေတီလာလေးပေါ်မှာ manage ပြေးမယ်ပြည်ဦးနယ်မှာ manage ပြေးမယ်ရန်ကုန်မြို့မှာ manage ပြေးလိုက်မယ်ဒါဆိုရင်မေတီလာပြည်ဦးနယ်ရန်ကုန်ဆိုပြီးတော့မှသုံးမြို့ပါကိုလိုချင်တာရှိအောင်မယ်ဆိုရင် manage ကလေးလေးပေးပါပြီးတော့ okay လေးကိုနေလိုက်ပါ ဒါဆိုရင်မေတီနာပြင်ဦးလေးချန်ကုန်စုတွေဒီသုံးမျိုးမှာရောင်းရတဲ့စင်းနေထွက်လာတာကိုတွေ့ရပါလိမ့်မယ်။ဟုတ်ပြီ။ဒါလေးကိုပြန်ပြီးတော့မှပြန်နေလိုက်ပြီးတော့မှ clear filter ကိုပြန်လုပ်လိုက်ပါမယ်။မှန်နေပါလေ quantity size တွေလည်းအလိုပါပဲ။ကွာဥပမာလရီအများကြီးတွေကနေမှမေလတလာမှာပဲရောင်းရတာပဲကိုယ်စိတ်ဝင်စားတယ်ဆိုရင် select အောင်မှမကြည့်ဖြုံမယ်။ကိုယ်စိတ်ဝင်စားတာမေးလားမလို့မေးလားလေးမှာပဲမက်ချ်ပေးမယ်။တခြားလားလေးလိုချင်သေးရဆိုရင်တခြားလားလေးမှာလည်းမက်ချ်ပေးပြီးတော့မှ Okay ဒီနေ့လာရုံမယ်။ဒါဆိုရင်မေးလားတလားထဲမှာရောင်းရတဲ့စီးရင်ဆိုပြီးတော့ထွက်လာတာကိုတွေ့ရပါလိမ့်မယ်။ ါလေးကိုပြန်ပြီးတော့မှ filter color လေးပြန်နေမယ် clear filter from man ဆိုတာလေးကိုပြန်ပြီးတော့မှနေလိုက်ပါမယ်ဟုတ်ပြီဒါကြတော့ကဒီ content တခုညီစီမှာ man စံမှန်အတွက် citizen city အတွက် product and product အတွက်ပဲ filter လုပ်သွားတာပါအဲ့လိုမျိုးပဲနဲ့က column အများကြီးအများကြီးကိုလိုချင်နေဆိုလည်းရပါတယ်ဥပမာလတွေအများကြီးတွေကနေမှကဇန်နဝါရီလတစ်လမှာပဲရောင်းရတဲ့စီရင်ကိုစေဝင်လာတယ်ပေါ့ပြောအားနဲ့မပြီးသေးဘူးဇန်နဝါရီလကိုမှကပြုံးလင်မျိုးမှာရောင်းရတဲ့ကုန်ပစ္စည်းစီရင်ကိုပဲတည်ချင်တယ် တော့အဲ့ကိုမျိုးစီတွေအများကြီးတဲ့မှာကွာအကုန်လုံးကိုမသိချင်ဘူးကိုတက်ဝင်စိတ်ဝင်စားတာလေးကအဲကွန်ရောင်းရတဲ့စိတ်လေးပဲစိတ်ဝင်စားတယ်ဆိုပါစို့အဲဒါသုံးမျိုးဖြစ်သွားပြီပေါ့နော်ကျွန်တော်ကလမ်းမှာပြုံးလေးမျိုးမှရောင်းလိုက်ရတယ်အဲကွန်စင်းဆိုပြီးတော့မှသိချင်တာပါဒါဆိုလည်းပဲကွာဖစ်တာလုပ်လို့ရပါတယ်ညီတော်ကိုလိုချင်တာကျွန်တော်ကလမ်းမလို့အမှန်လေးမှနေမယ်ပြတော့ဆက်လက်အောင်မမချက်ဖြုတ်ပြီးတော့မှကျွန်တော်ဝိုင်းလာဒီကိုအမချက်ကလေးပေးပြီးတော့မှ okay လေးနေလိုက်မယ်။ဒါနဲ့ကျွန်တော်ဝိုင်းလာတင်နေကြလာပြီ။ဒီတွေကနေပြီးတော့မှကွာတခြားမျိုးတွေစိတ်ဝင်စားဖို့ကိုစိတ်ဝင်စားတာပြုံးလေးမျိုးတစ်မျိုးပဲစိတ်ဝင်စားတာမလို့ CD လေးမှာပါထပ်ပြီးတော့မှ filter ကလုတ်ကိုနှိပ်မယ်ဆက်လက်အောင်မှ magic ဖြုတ်မယ်ပြုံးလေးမျိုးလေးမှာ magic ကလေးပေးမယ်ပြီးရင်တော့ okay လေးနှိပ်လိုက်မယ်ဒါဆိုရင်ဇန်နဝါရီလမှာရောင်းရတဲ့ပြုံးလေးမျိုးမှာရောင်းသွားတဲ့စီးရင်ကြီးကြလာပြီပြီးတော့တခြားကွန်မြူစီတွေကိုကွာစင်ဝင်သားဘူး mouse တွေဘာတွေမသိချင်ဘူးကိုစင်ဝင်သားတာက echo စင်ဖြစ်တဲ့အတွက် product လေးမှာ filter ကလုတ်လေးကိုနှိပ်မယ်ဆက်လက်အောင်မှ magic ဖြုတ်မယ်ကိုစင်ဝင်သားတာ echo မလို့ echo မှာပဲ magic ကလေးပေးပြီးတော့မှ okay လေးကိုနှိပ်လိုက်ပါပြီ ဒါဆိုရင်ဇန်နဝါရီလမှာပြုံးလင်းမျိုးတစ်မျိုးထဲမှာရောက်လာရတဲ့ air conditioning ဆိုပြီးတော့မှထွက်လာတာတွေ့ရပါမယ်။အဲမှာကိုယ့်ရဲ့စီးရင်နေထဲမှာဇန်နဝါရီလမှာပြုံးလင်းမှာရောက်တဲ့ air conditioning နှစ်မျိုးပဲရှိတာမလို့နှစ်မျိုးပဲထွက်လာတာပါ။အခုတရားရှင်အခုတရားကြာလာလိမ့်မယ်။တခုမှမရှိရင်တော့တခုမှကြာလာမှာမဟုတ်ပါဘူး။ကိုယ့် data ထဲမှာမရှိတဲ့ຢာကိုတော့ရှာလို့ရမှာတော့မဟုတ်ဘူးပေါ့နော်။ဒါရှိလို့ကြာလာတာဖြစ်ပါတယ်။အဲ့အတွက်ကွာဒါတွေအားလုံးကိုစင်အားလုံးပြန်ပေါ်လာစေဖို့အတွက် clear ပြန်လုပ်မယ်ဆိုရင်ကွာ product မှာလည်း filter ထည့်ခဲ့တာမလို့ product ရဲ့ filter ခလုတ်ကိုလည်းနှိမ့်မယ် clear filter ကိုလည်းနှိမ့်မယ် city ကိုလည်း cloud လေးကိုနှိမ့်မယ် clear vitabron city လေးကိုနှိမ့်မယ်မှန်မှန်လည်းပဲ cloud လေးကိုနှိမ့်မယ် clear vitabron မှန်ကိုနှိမ့်အဲ့တော့ကသုံးခုထည့်ခဲ့တော့သုံးခါဖြောင်းရမလို့ဖြစ်နေတယ်၁၀ခုထည့်ခဲ့ဆယ်ခါဖြောင်းရမလို့ဖြစ်နေတယ်ပေါ့အဲ့လိုလိုက်ဖြောင်းရတာကွာအချိန်ကြာတယ်ဆိုရင်တစ်ခါတည်းနဲ့တစ်ချိန်တည်းနဲ့အကုန်လုံးလှုပ်ထားသမျှ filter အကုန်လုံးကို clear လုပ်ချင်တယ်ဆိုရင်လည်းပဲလုပ်လို့ရပါတယ်အဲ့လိုလိုဖို့အတွက်ကကြတော့ data တွင်းထဲကကြက်တဲ့ကွာမှထောက်ထားပြီးတော့မှဒီပေါ်လေးက data တက်ပလီကိုသွားလိုက်မယ်ပြီးတော့ဒီမှာ software filter ဆိုတဲ့ group လေးထဲမှာဒီပေါ်လေးမှာ clear ဆိုတာရှိပါတယ် တို့တစ်ချက်ကလေးနေပြလိုက်အောင်ပါပဲဒါဆိုရင်ကဘယ်နဲ့ကြိမ်မဲ့ဖစ်တာလေးလောက်တာပါစေအကုန်လုံးတန်းပြီးတော့မှ clear ဖြစ်သွားပြီးတော့မှမူလ data တန်းအကုန်လုံးအပြည့်စုံပေါ်လာတာတွေ့ရပါလိမ့်မယ်နောက်ဆုံးမှဒီဖစ်တာလေးမလိုချင်တော့ဆိုရင်တော့ဖစ်တာ cloud လေးကိုပိတ်လိုက်လို့လည်းရပါပြီပေါ့နော်ဟုတ်ပြီဒါလေးကကျတော့ဒီသင်ခန်းစာလေးမှာလုပ်ငန်းခွင်အတွက်ရန်ကုန်သုံးဝင်တဲ့ fitter သုံးမျိုးပုံလေးကိုဥပမာလေးတွေနဲ့ရှင်းပြခဲ့လိုက်တာဖြစ်ပါတယ်။ဒီသင်ခန်းစာလေးကမျိုးစုတွေရဲ့လုပ်ငန်းခွင်အတွက်ကြိုးရှိမယ်လို့ယုံကြည်ပါတယ်။သင်ခန်းစာလေးကကြိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ခက်ပေးပါ။ comment လေးမှာလည်း yes လို့ရေးခက်ပေးပါ။ကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ခက်ပေးပါခင်ဗျာ။ ဒီသင်ခန်းစာလေးမှာနားမလည်လားမရှင်းတာရှိမယ်ဆိုရင် comment လေးမှာရေးခဲ့နိုင်ပါတယ်နောက်ထပ်သင်ကြားပေးသင့်တဲ့သင်ခန်းစာလေးတွေတည်ကျန်တဲ့မေးခွန်းလေးတွေရှိမယ်ဆိုရင် comment လေးမှာမေးခဲ့ပေးပါချက်ချင်းပြီးတော့မှဖြေကြားပေးသွားပါမယ်ဒါပြဆိုနေတဲ့ရည်လေးကိုမြန်နဲ့ထောက်ရပါစေနဲ့ကြပါစေအားလုံးကိုစိတ်နှပြဆမ်းမချမ်းသာကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ပါရဲ့